်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အပြစ်ရစဲရေကာလကုန်လွန်ပြီးနောက်ကြောက်ဖြူတွင်နှစ်ဖက်တိုက်ပွဲပုံမှုပြင်းထန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇူလိုင်လ30ရက်နေ့ကနှစ်ဖက်အပြစ်ရစဲရေကာလကုန်လွန်သွားပြီဖြစ်တဲ့ပြင်ထရုတ်စီမံကိန်းများတရှိရာရခိုင်မှကြောက်ဖြူမျိုးအနည်းတွင်တိုက်ပွဲများပုံမှုပြင်းထန်စွာဖြစ်ပွားလာသည်ဟုရေပြင်စစ်ရေးအခြေအနေများကိုလေ့လာဆောင်တည်နေသူဒေသခံတအူကပြောပါရယ် တိုက်ပွဲကမနေ့ကစပြီးပြန်ပြင်းနေတာဒီနေ့နဲ့ဆိုနှစ်ရက်ရှိနေပြီအပြည့်ခက်ရက်စဲကာလာလဲကုန်သွားပြီဆိုတော့စစ်ကောင်စီဘက်ကလည်းထိုးစစ်ဆင်နေအေအေဘက်ကလည်းဝိုင်းပတ်ပြီးပြန်လဲထိုးစစ်ဆင်တိုက်ခိုင်းနေတယ်ဟုပြောပါရယ်စစ်ကောင်စီတပ်သည်အပြည့်ရက်စဲရေကာလာတွင်အားရက်ကတက်တော်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲခံစစ်အနေအထားဖြင့်နေနေသည်ကိုအခွင့်ကောင်းယူကထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ပြီး လက်ရှိအေအေကပြန်လဲဝိုင်းပတ်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်စစ်ကောင်စီဘက်ကအထိနာနေသည်ဟု၎င်းကပြောကြားပါသည်။လက်ရှိအကြဆုံးများနေတာကစစ်တင်နန်းဆင်ထားတဲ့ပြည်သူစစ်တွေမူဆလင်စစ်တင်နန်းဆင်တွေတချို့ဆိုဖမ်းမိတာတွေလည်းရှိတယ်။နှစ်ဖက်တပ်ဖွဲ့အနေနဲ့ drone တွေလက်နက်ကြီးတွေနဲ့အပြန်အလှန်တိုက်ကြတယ်။ဖြစ်နေတာကနေရာနှစ်ခုလောက်မှာဖြစ်နေတယ်ဟု၎င်းကပြောပါသည်။ဇူလိုင်တရက်နေ့ကစပြီးကြောက်ဖြူမျိုးနဲ့ဂုံးချွင်တိုက်နယ်မလကျုံးဧရိယာရှိတရုတ်တံငွေတန်ဆက်ယုံ OGT အနီးနားနှင့်အမှတ်32ရဲတပ်ရင်းနှင့်ပြိုင်စစ်ကြေးရွာအကြရှိနေရာများတွင်တိုက်ပွဲပြင်းထန်နေသည်ဟုသိရပါသည်။ စစ်ကောင်စီတပ်သည်တရုတ်ဒုံးနည်းပညာရှင်များ၏အကူအညီဖြင့် drone ဖြင့်ပုံမတိုက်ခိုက်ပြီးတိုက်ပွဲနှင့်မသက်ဆိုင်သည့်လူနေကျေးရွာများကိုလည်းဘုံကျဲချပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟုကြောက်ဖြူစစ်ရှောင်းအမျိုးသမီးတဦးကသတင်းဌာနသို့ပြောကြားပါရင်းကောင်းကင်မှာ drone တွေဝဲလာပြီးဆိုရင်ထွက်ပြေးရတယ် drone နဲ့လိုက်ပစ်လို့မနေရဘူးတိုက်ပွဲမရှိရင်လည်းပြစ်တယ်ရှိရင်လည်းပြစ်တယ်တခါတလေ navy တွေကပြစ်တယ်ဟုပြောပါရင်းတိုက်ပွဲအတွင်းတရုတ် drone နည်းပညာရှင်တချို့ တန်ရာရရှိမှုရှိသည်ဆိုသလိုစစ်မြေပြင်တိုက်ပွဲအတွေ့အကြုံမရှိသဖြင့်ထွက်ပြေးမှုများရှိနေကြောင်းဒေသတွင်းသတင်းများထွက်ပေါ်နေတော့လေတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါစစ်ကောင်စီသည်ကြောက်ဖြူတိုက်ပွဲတွင်တရုတ်အကူအညီကိုရယူကာဒရုန်းများဖြင့်ဦးဆောင်တိုက်ခိုက်ပြီးလေကြောင်းနှင့်ရေကြောင်းကိုအသုံးပြုပြီးမြေပြင်တိုက်ပွဲကိုအားဖြည့်တိုက်ခိုက်နေသည်ဟုသိရပါသည်စစ်ကောင်စီဘက်မှရာဒီဥတုနေပူလျင်ဒရုန်းအသုံးများပြီးမိုးရွာလျင်နေပြည်တော်မှလက်နက်ပစ်ကူပေးပြီးအေအေကိုတိုက်ခိုက်ကြောင်းအဆိုပါအမျိုးသမီးကပြောကြားပါသည် အာရကတပ်တော်ကလည်းဒရုန်းများဖြင့်တိုက်ခတ်သလိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ကာမြေပြင်တွင်လည်းစနိုက်ပါများကိုတုံးကာဖြောက်ကြားစနစ်ဖြင့်အနီးကပ်တိုက်ခိုက်နေသဖြင့်စစ်ကောင်စီဘက်မှ ထိတ်တန့်တက်မှုအဆင်ရှိသူများပါထိခိုက်သေးဆုံးမှုများရှိနေသည်ဟုသိရပါသည် 2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ကကြောက်ဖြူမြို့နယ်တွင် arega.aa နှင့်စစ်ကောင်စီတို့အပြန်အလှန်တိုက်ပွဲများပြင်းထန်စွာဖြစ်လာခဲ့သည့်အတွက်ဒေသခံအများအပြားစစ်ပေးတင်းရှောင်လျက်ရှိရာမြို့နယ်တစ်ခုလုံးတွင်ပြီးခဲ့သည့်ဇွန်လအထိစုစုပေါင်းစစ်ပေးရှောင်ဦးရေ2200ကျော်အထိရှိလာနေကြောင်းသိရပါသည်ဆလပီလိုင်တရာတွင် နိုင်ငံရေးပုံမှန်ဖြင့်ဖန်စီထားသောမတ်စုံပွင့်လိုင်ကိုရဲများလက်မှပြစ်ခတ်ကဲထုတ်သွားမှုပြန်လည်ဖန်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်ရန်ကုန်တိုင်းလိုင်တရာမြို့နယ်တွင် နိုင်ငံရေးပုံမှားဖြင့်ဖမ်းဆီးထားသောမတ်စုံပွင့်လိုင်ကိုရဲများလက်မှပြစ်ခတ်ကဲထုတ်သွားမှုမှလွတ်မြောက်သွားသူနှင့်ကဲထုတ်သွားသူများကိုလက်နက်များနှင့်အတူဖမ်းဆီးရရှိကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါသည် ဂျမနီဇူလိုင်လ၁ရက်နေ့ည9:30မိနစ်အချိန်လိုင်တာယာမြို့နယ်အရှိပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ရဲရေးဥပဒေပုံမှ90ညဖြင့်ဖမ်းဆီးထားသောမက်စွန်ပွင့်လိုင်အရေးပေါ်နာမကျန်းဖြစ်၍လိုင်တာယာမြို့နယ်စေယုံသို့တူရဲအုံနှုတ်ကခေါ်ဆောင်လာကြောင်းထို့သောခေါ်ဆောင်လာစဉ်လိုင်တာယာမြို့နယ်စစ်မှုဆောင်နှင့်မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင်လူရဲအုံနှုတ်ကိုပြစ်ခတ်ခဲ့ပြီးဖမ်းဆီးခံထားရသောမက်စွန်ပွင့်လိုင်ကိုကဲထုတ်သွားခဲ့ကြောင်းသိရပါသည်။ မတ်စုံပွဲလိုင်းကိုကဲထုတ်စဉ်ပြစ်ခတ်ခံခဲ့ရသောဒူရဲအုပ်တဦးမှာတနက်တန်ရာဖြင့်အသေဆုံးခဲ့ပြီးအမျိုးသမီးဒူရဲအုပ်မှာပခုံးကြည့်ဖောက်ဝင်တန်ရာရရှိခဲ့ကြောင်းရဲများ၏ဖမ်းဆီးမှုခံထားရသောမတ်စုံပွဲလိုင်းမှာမူလွတ်မြောက်သွားကြောင်းသိရှိရပါသည်ရှင်းနေတဲ့နောက်ပိုင်းတန်လီမြို့နယ်တွင်မတ်စုံပွင့်လိုက်နှင့်ကဲထုတ်သွားသူလူ၅ဦးကိုလက်နက်ခဲယမ်းများနှင့်အတူပြန်လည်ဖမ်းဆီးရရှိထားကြောင်းစစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်အရသိရှိရပါသည် ရင်ကဲ့သို့လွတ်မြောက်သွားသူများကိုပြန်လည်ဖမ်းဆီးရရှိသည့်သတင်းများကိုစစ်တပ် lobby Telegram channel များအားလုံးတွင်တပြိုင်နက်တည်းတင်ပြနေကြောင်းသိရပါသည်။ဆက်လက်ပြီးရေစကြိုမြို့နယ်ခလာရ256တရင်ကိုပို့ဆောင်ပြီးစားနပ်ရိက္ခာများနှင့်ဆက်သုံးစီများကိုတင်ဆောင်လာသူနှစ်ဦးကို PDF တပ်ဖွဲ့ကဖမ်းဆီးတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသွားမှာဖြစ်ပါသည်။မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ256တရင်ကိုပို့ဆောင်ပြီးစားနပ်ရိက္ခာများနှင့်ဆက်သုံးစီများကို တင်ဆောင်လာသူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်ဇူလိုင်လ၂ရက်နေ့နနက်၉နာရီခန့်တွင်ပခုတ်ကူတမတရတက်မှရေစကြိုမြို့နယ်ခလာရ256တို့ပို့ဆောင်ပြီးစားနေရိတ်ခါများနှင့်စက်သုံးစီများကိုတင်ဆောင်လာသူနှစ်ဦးကိုပခုတ်ကူရေစကြိုကားလမ်းပိုင်းတနေရာ၌ရေစကြိုမြို့နယ်ပါကာဖာမှတော်လန်ရေးရဲပေါ်များကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည် ရင်စကြုံမြို့နယ်ပါကဖားမှာရဲဘော်များကမှန်လုံကုံသေးရင်ငယ်တက်စီဖြင့်တင်ဆောင်လာသည့်စံ35အိမ်စားစီ14ပုံ73စီ9ပုံစားတအိမ်နှင့်ဟင်းကျို့တအိမ်တို့ကိုတင်းစီရရှိခဲ့ပြီးထဲဆောင်လာသူနှစ်ဦးကိုလည်းအကြံဖက်စစ်ကောင်စီတပ်သားများနှင့်ပတ်သက်မှုရှိမရှိကိုဆက်လက်စစ်ဆေးမေးမြန်းနေသေးဖြစ်ကြောင်းသိရပါသည်ကျွန်တော်တို့ဖမ်းဆီးရမိတဲ့ကားနဲ့ရင်မောင်းကိုစစ်ကောင်စီနဲ့ကင်းရှင်းရလာသူတို့ဆန္ဒအလျောက်တင်လာလာလားဆိုတာကိုကြတော့ ျွန်တော်တို့တရားစစ်ဆေးမြင်မြန်ရမှာပေါ့အဲ့ဒါပြီးတော့စစ်ဆေးတွေ့ရှိချက်အရဥပဒေတိုင်းဆက်လက်အရေးယူသွားမှာပါစေခွေတွေကတော့ရိတ်ခါနဲ့ပတ်သက်ပြီးတော့ဖြီသူတွေနဲ့ကြားညံပြီးတင်းနေကြပိန်ရေစကြိုပခုတ်ကူလမ်းပိုင်းကစစ်ခွေတွေစုမိုးထားတဲ့နေရာများတယ်အဲ့ဒါကမှရှောင်းတခင်ဝင်ပြီးစစ်ဆေးတဲ့အချိန်မှာတွေ့ရှိတာပေါ့စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပြီးတော့သူတို့တွေရဲ့လုပ်ငန်းတွေကိုအလိုတူအလိုပါမလုံဆောင်ကြဖို့ပေါ့တနက်နေ့ထောက်ပြီးအကျန်းဖက်လုံဆောင်ခိုင်းတာကတော့လှုပ်ပေးရကောင်းလှုပ်ပေးရကောင်းလှုပ်ပေးရတယ်ပေါ့ဒါပေမဲ့မိမိတို့ဆန္ဒအလျောက်လှုပ်ပေး ေးရမယ်ဆိုရင်ကျွန်တော်တို့ကတော့ဥပဒေအတိုင်းသွားမယ်ဘယ်လိုမှလက်ခံလို့ရမှာမဟုတ်ဘူးဆိုတာပြောချင်ပါတယ်ဟုရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ဦးကပြောဆိုပါတယ်လက်တလောရေစကြုံမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်များနဲ့ထော်လန်ရေးတပ်များအကြားစစ်ရေးတင်းမာနေပြီးစစ်တပ်ကမြို့ပေါ်မှာလွှဲရေးတန်ရာများအလုံးကိုစုံမိုးနိုင်တော့ခြင်းမရှိပေဘူး ဆက်လက်ပြီးမင်းလာမြို့နယ်ခြေရွာနှစ်ရွာကိုစစ်တပ်ကယနေ့နံပိုင်းတွင်မိရှုဖျက်ဆီးနေနှထိုးကြီးမြို့နယ်ရှိခြေရွာများကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုဖြစ်သူနှုတ်ထိခိုက်ဒဏ်ရာရပြီးနေအိမ်များပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ။မကိုတိုင်းမင်းလားမြို့နယ်ရှိခြေရွာ၂ရွာကိုအချမ်းဖက်စစ်တပ်ကယနေ့နံနက်ပိုင်းတွင်မိရှုဖျက်ဆီးနေကြောင်းဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါရယ်။ယနေ့ဇူလိုင်လ၂ရက်နေ့နနက်၁၇နာရီခန့်တွင်မင်းလားမြို့နယ်စရင်မြောင်ရွာကိုချီပါတောင်ဖုံကြီးကျောင်းတွင်တက်ဆွဲထားသောအချမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနှင်းမိရှုဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါရယ်။ ထို့ပြင်ယနေ့နက်7:20မိနစ်ခန့်တွင်လည်းအဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကရွှေပေါက်ပင်ရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။မင်းလာမြို့နယ်စရစ်မြောင်ရွာနယ်ရွှေပေါက်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒီနေ့နက်နက်ပိုင်းမှာမိရှို့နေတာပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်။မိမလောင်ပဲကြံနေတဲ့အိမ်တွေကိုထတ်ရှို့နေတာချီပါတောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စခါတွေကမိတင်ရှို့နေတာဟုဒေသတွင်းသတင်းရေးမြစ်ကပြောဆိုပါတယ်။ ်ထို့ပြင်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရှိကြေးရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အဖွားဝန်နှုတ်ထိခိုက်ဒဏ်ရာရပြီးနေအိမ်ကိုလုံးပြည့်စီခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကသတင်းဌာနသို့ပြောကြားပါသည် ဇော်လ29ရက်နေ့တွင်နှထိုးကြီးမြို့နယ်ရှိချေးရွာနှရွာကို အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဖုံးကျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်၏လေးချောင်းတိုက်ခိုက်မှုတွင် အသက်80နှစ်အရွယ်အဖိုးအိုတအူခြေပြက်ပြီးအသက်68နှစ်အရွယ်အဖိုးအိုတအူလည်းလေပင်နှင့်ပိုက်တိုးတွင်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်နေအိမ်ကိုလုံးလည်းပျက်စီးခဲ့ကြောင်းသိရပါသည်စစ်တပ်ကလေးချောင်းကနေရွာနှရွာကို ပုံကျဲသွားတာအဖိုးအိုနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့နောက်ပြီးနေအိမ်ကိုလုံးလည်းပျက်စီးသွားတယ်ဟုဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါသည် ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်